အမျိုးလေးမင်္ဂလာပါဗျဒီနေ့က23ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာနေခင်းကတုံးတက်သွားတာလေးပေါ့နော်ဦးစင်းတို့ဒါမလိုင်ကဗိုလ်မှူးတယောက်နဲ့မဆာဘအဖွဲ့ဝင်ဗိုလ်မှူးတယောက်နဲ့ကိုစောယူထွန်းတို့29ရက်တုံးလပိုင်း2025မှာဖြစ်တဲ့အရာလေးကိုဦးစင်းတုံးတက်သွားတာနဲ့ကိုစောထွန်းကိုစောယူထွန်းဒီတရားဆွဲခံဒီမိထီလာတက်တမ103ကဆွဲခံအောင်ကြတယ်ဗျတမ103ကစစ်မှုထမ်းဥပဒေနဲ့ဖတ်တဲ့ပြီး သူလည်းတေချာလို့ပြောတာနေမှာပေါ့နော်ဒါနဲ့တေချာလို့ပြောတာနေမှာပေါ့ရွာတွေကြီးမိထီလာကြီးရွာတွေမှာလည်းဒီလိုကောက်ထားတွေအများကြီးကြားရတယ်ဦးသိန်းတို့လည်းတိုင်တိုင်အများကြီးကြားရတယ်ဒါပေမဲ့အဲဒီမှာတတ်မှတရားတုံးကဘုံမှုဘဒူဘိုကြီးဘဒူဘဒူကဘလို့ဘလို့ပတ်စံဘဒူကဂိတ်ကနေဘလို့ခေါ်သွားတယ်ခေါ်သွားပြီးမှပတ်စံဘလောက်ဘလောက်စားတယ်ဒီလိုတင်ရမှာကိုတတ်မှတရားတုံးကလူကြီးတွေဘာညာပေါ့တင်လိုက်တယ်ပေါ့နာမည်မပါဘဲနဲ့အဲ့ဒါကြောင့်ဆွဲခံရတယ်ဦးစင်းကတော့ထင်တာပဲဗျနော်ဦးစင်းကတော့အဲ့လိုဆွဲခံရတယ်ထင်တာပဲ အဲ့တော့ဒီချိန်မှာအချိန်ကြိုက်ပေါ့နော်အချိန်ကြိုက်မလိုင်းကဖြစ်တာက29ရက်တုံးလာပိုင်း2000နဲ့မှ25မှာဖြစ်တဲ့အရာဥစဉ်ကနေကင်းကတုံးတယ်ပါလေအဲ့တော့ဘာပြောရလဲဆိုတော့ပေါ့ကူတော့တာတဲ့ဘက်ကိုပါတယ်ငကောကကြီးညိုတယ်အခုမကြီးညိုနိုင်တော့ဘူးလေငကောကလေးစားတယ်အခုမလေးစားနိုင်တော့ဘူးအကျုပ်ကအမှန်တရားပြောလို့မရတော့ဘူးလားတုတ်ကလိုက်တုတ်ကပြည်သူစစ်တွေဘက်ကအများအားရက်တည်ပေးခဲ့တယ်အများအားလည်းဆောင်ရွက်ပေးခဲ့တယ်ဒီချိန်မှာဒါဥစဉ်ကနိုင်ငံရေးထိုးနှက်ချက်လို့ပဲဥစဉ်ကမြင်တာလေတစ်ဖက်ဝန်တာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဥစဉ်ရဲ့အမြင်ထိုးနှက်ချက်က ။ဘာဖြစ်လို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေ။ငကိုကလေးကတင်လိုက်ပါလား။အဲ့ဒီဟာနဲ့ပတ်သက်ပြီးလေကိုစော်ယူထွင်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ရုံမှာ။စားစားတွေအားလုံးလည်းဥစဉ်စီမှာရှိတယ်လေ။ဒါကိုဥစဉ်ကပြောပြတာလေ။ဒီချိန်ကြီးမှာဒါကြီးကောက်တင်နေတာမလိုင်ကလှုပ်လိုက်တာဗလဲပုံမှန်။မလိုင်ရပုံမှုရဲ့လုတ်ချက်တူတောင်းမှန်တယ်။တောင်းမှန်လဲဒါတမ်းမတော်ရဲ့ညီစီကံဥပဒေရာသူ့ကိုတရားဆွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုပ်။တိုင်မီးရင်တမ်းမတော်အရေးယူရမှာတမ်းမတော်ရဲ့အလုပ်။အဲ့မှာခင်ဗျားတို့ထင်တာဟာဒါကြောင့်ဖန်ခံရတယ်။အာတချို့တည်င်းဌာနရဲ့ဆို24နှစ်အတွင်းဖန်ွားတယ် ာအခုပဲဒါလည်းဒါနဲ့ဖြစ်လို့ဖန်ဝါဆိုတုံးတက်တာဦးစင်းကအမှန်တရားကိုတုံးတက်ပြတာအဲ့ဒီဘုံမူကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးအဲ့ဒီနေရာကိုစောဦးထွန်းရအဲ့ဘုံမူရဲ့ဖုန်းနံပါတ်ကိုဦးစင်းကိုပေးရတဲ့ကြောင့်ခင်ဗျဒီလိုရက်ကလုံးလုံးမတဲ့တမတော်ပုံရိပ်ကြောင်ခင်ဗျလုံးလိုက်တာတမတော်ဂုံတိခါကြောင်လုံးလိုက်တာပဲအဲ့တော့ခင်ဗျတောင်းပန်မလားလမ်းလမ်းကြောင်နိုင်သွားမလားဦးစင်းမေးလိုက်တယ်ဂိုင်းငါရှင်ကျင်းနာကိုခင်ဗျတောင်းပန်သူတောင်းပန်ပေးတယ်တောင်းပန်တယ်နောက်ဆုံးတက်နဲ့ယုံထီလိုက်ပြီးမှတောင်းပန်တယ် ခွန်းလွတ်ထားခွန်းလွတ်ထားတော့ကိုစောထွေးရဲ့အပိုင်ပေါ့ဗျာဦးစင်းတို့ကတော့ပြိုက်ကလေးရကြေးစေခြင်းနဲ့ခွန်းလွတ်စေခြင်းနဲ့အချင်းချင်းဖြစ်တဲ့အတွက်ကြောင့်တယောက်တစ်ယောက်ချစ်ကြည့်ရန်သူတောင်းမှတယောက်နဲ့တယောက်ချင်းရင်လက်နဲ့ချကြရသေးတာပဲဗျာအဲ့တော့ तू ကသူအမတိလို့သူတောင်းမှန်တယ်ဗျာမတန်းဒလို့ဒလို့တောင်းမှန်တယ်ဒလို့ဒလို့သူမတော့ကြဦးစင်းကိုယ်တိုင်တော့ live မတင်ပေးလိုက်မလို့မကျင်တတ်တဲ့အတွက်ကြောင့်ဦးစင်း live မတင်မပေးလိုက်ဘူးအဲ့ဒါဆိုခင်ဗျားတကယ်ကိုယ့်အကူတာလုပ်ပေါ့ဗျာလို့လုပ်ငန်းစဉ်တိုင်းလို့ကျုပ်စွမ်းနိုင်တာလေအဲ့လောက်ပဲစွမ်းနိုင်တယ်လို့ဒါအကြီးကိုကျုပ်ကခင်ဗျားတို့ပို့လိုက်တာဟာယူ live မတင်လိုက်လို့ရှင်တတ်မလို့အနေနဲ့ပုံရိပ်လဲကြရတယ်လို့ငါခုံးမတကောင်ပုတ်ထားနေအကုန်လုံးပုတ်တဲ့ဆိုတော့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ဦးစင်းကတော့မတင်နိုင်ဘူးလို့ဒါပဲဦးစင်းပြောရတာရှင်းရှင်းလေး နော်အဲ့ဒါကိုပဲကျောက်ကဟူဘက်ကလိုက်တလို့လို့ဒီဘက်ကတော့ပောက်ကူတော်ဒီပောက်ကူတော်ရှောက်ခဲ့တဲ့လမ်းမှာအမှန်တရားအတွက်ပဲအမှန်တရားဘယ်ဘုံမှုဘယ်ဘုံမှုမကောင်းရင်လည်းဘုံမှုကိုနာမည်တက်ပြီးပြောတယ်ဘသူဘသူမကောင်းရင်လည်းနာမည်တက်ပြီးပြောတယ်ဗျာနောက်ဆုံးကျုပ်တို့ကာကျုပ်ထီဝေဖန်ခဲ့တုတ်တက်ဝေဖန်ခဲ့တယ်ဗျာအဲ့တော့ခမည်းမကြည်ညိုလဲအကြောင်းမရှိဘူးခမည်းမလေးစားလဲအကြောင်းမရှိဘူးကျုပ်ကတော့အမှန်တရားကိုတော့ဆက်ပြီးတော့ပြောသွားရအောင်ပါဗျာနော်ခမည်းတော်ကဒီချိန်ကျမှဒလိုကြီးပြောတယ်ဆိုတော့ဗျာတစ်ဖက်တရားလဲဟုတ်လားခမည်းတော်ကအဲ့တော့အမှန်တိုင်းပြောကြ29ရဲ့3လပိုင်း 2025ဖြစ်တယ်73ရက်9လပိုင်း2025ဖြစ်တယ်ကိုစောအဲ့မှာတမတရသုံးကပူကြီးကပထူပထူဆိုတော့တင်ရမှာကိုတမတရသုံးကအရာရှိတွေဆိုတဲ့စာလုံးကိုကိုစောသူတင်တဲ့စာလေးမှာဖတ်ကြည့်လိုက်ဦးစင်းတို့ကိုယ်တိုင်လည်းဒါဂျာလေးလောက်ကတော့ခွန့်လွတ်လွတ်ရတယ်ဟုတ်မဟုတ်တကယ်လို့ကိုစောသူတင်ခဲ့တာတွေကမှန်ခဲ့တော့ဒါရေးယူမှာပါပဲတက်ကလည်းနော်တင်ရမှာဦးစင်းတို့လည်းဒီလိုပြည်သူ့စစ်ဥပဒေနဲ့ပတ်သက်ပြီးတိုင်ခဲ့တာတွေရေးယူခဲ့တာတွေအများကြီးပဲလေ ါပဲနဲ့ဦးဇင်းတို့ကနာမည်ထုတ်ပြီးမှတိုင်တာဘဲတက်ကူမှဘဲတက်ကဘလို့ဘလို့ဟာမှတမ100တုံးဟာဆိုလို့ရှိရင်တမ100တုံးဟာဘုံမှုဘလူဟာဘိုကြီးဘလူဟာဘလူကဘလူဟာဒရက်လုံးကတော့ခင်ဗျမစားနိုင်ဘူးလေဗျာဒရက်လုံးကတော့မတိနိုင်ဘူးလေဗျာအဲ့တော့တက်တက်လုံးမှစော်ကားခိုင်းဆိုတော့သူတို့ကလေလုံးတင်လို့တဲ့ချာလုံးမှာပဲတို့တို့ကလည်းတောင်းမှန်တဲ့နာကိုတောင်းမှန်မယ်ကိုယ့်ဘက်ကမှသွားရဲ့ဒါကတော့အချင်းချင်းတကာကြီးဒါကတော့ကြေးပြပါဆိုဦးဇင်းတို့တောင်းမှန်မှုထီတုပ်ပြီးသား အခုတော့ကျွတ်တို့လည်းမတနိုင်ဘူးပေါ့ဗျာခင်ဗျားတို့လည်းလောက်စွမ်းနေကိုယ့်အကူလောက်ကြလို့ပဲပောက်ကိုတော့ပြောကျင်နေပြာနော်အဲ့တော့ခင်ဗျားတို့မကြည်ညိုလဲဂယူးမဆိုင်ဘူးမလေးစားလဲပောက်ကိုတော့ဂယူးမဆိုင်ဘူးပောက်ကိုတော့လောက်ဆရာရှိတာတော့ပောက်ကိုတော့အမှန်တရားတော့ပြောနေအောင်ပါဗျာအားလုံးဒါပါပဲဗျာ Thank you